်အကိုရိုက်တဲ့ character အကိုရဲ့ character ပါပဲဘသူတူတယောက်ကိုမှထိခိုက်လို့စိတ်လည်းမရှိဘူးဘဝပဲနဲ့ဆိုတာကလည်းကုလောကလူတွေပဲလေမျက်နှာတိတွေပဲမကြရင်နင်နောက်ဒါမျိုးမလုပ်ပါနဲ့တငယ်ချင်းရဲ့မလုပ်ပါနဲ့သူ့ရဲ့ပြောလို့ရပါတယ်ဖုံးဆက်ပြောလို့လည်းရတာပဲဟုတ်တယ်မလားအဲဆိုလို့ရှိရင်လည်းအော်ဟုတ်ကဲ့မကြီးကိုရှင်သက်သွားမှာပေါ့အဲ့လိုမှမဟုတ်ဘူးတက်ရည်တက်ပြောရဲဆိုလို့ရဲဆိုတာ အတ္တမြစ်စရိယပေါ့နော်အဲ့ဒါလေးကိုထိမ့်သိမ့်မှာကိုစီမင်းချက်ကိုဂုံယူစွာနဲ့စကြင်လို့ပြေခေါ်ပြပြပါခင်ဗျာ အာဒီနေ့ကတော့အာဒီ miss new bag ပွဲဒိုင်လို့ရမယ်ဆိုတော့လေအဲ့ဒီတော့ပမာလူလေးပဲဝေပွက်တက်လာတာပါဟုတ်ကဲ့ question ကဘာမှရောက်မလဲနော်အော်အဲ့လိုတော့မဟုတ်ပါဘူးကိုယ့်ရဲ့ဖိတ်တဲ့ပွဲပေါ်မူတည်ပြီးတော့ဒါအဝယ်စားဆိုတာဒါပွဲရှင်ကိုဂုံပြရတာပဲလေကိုယ့်ကိုလေးစားနဲ့ဖိတ်ရင်လေးစားဝေပေးဖြစ်ပါတယ်ဟုတ်အဲအမြဲတမ်းညီပေါင်းဆန်းချောင်းဖြစ်ရတာကိုကိုယ့်ကိုစူးစမ်းခဲ့ရလို့အမြဲဂုံယူနေရပေါ့နော်သဘောကျတယ်ဘာလို့ဆိုတော့အဲသူကဒါဟိုဘယ်လိုခေါ်မလဲဒီနာမည်တစ်လုံးရဖို့ကို ဟိုနှစ်ပေါင်းများစွာရှုတနေလောက်လိုက်မင်းသမီးရောက်လိုက်ပြီးတော့ဟိုစူးစမ်းခဲ့ရတာဗောနော်ကိုယ့်ရဲ့ဒီနာမည်လေးတစ်လုံးအောင်ဆိုတော့သူကညီမောင်ဆန်းချောင်းဆိုတော့ နာမည်လေးကိုအရန်အကုန်ယူရဲပေါ့နော်သဘောကျတယ်ဒါနာမည်လေးဆိုတော့ဒီနာမည်ရဲ့နောက်မှာကျိုးစားမှုတွေရုံးကန်မှုတွေတွေ့ချူအများကြီးပါဟိုခဲ့ရတဲ့မျက်ရည်လည်းအများကြီးပဲဟုတ်ပြောပြပါဦးအာဒါတော့လေအားလုံးကဘာသူမဆိုအလွယ်တကူရခဲ့ရမှာမဟုတ်ဘူးလေနော်အဲ့တော့ကြောင့်ဒါရရတော့ဟိုခွန်အားပဲယူတယ်ငိုခဲ့ဟို ngoke ရတာပင်ပန်းခဲ့ရတာဆစ်ဆင်းရရအကုန်လုံးကုတ်တွက်ခွန်အားပဲဘယ်သူမှတော့ လည်းအပြစ်မမြင်သလိုဘသူ့မှာလည်းဟိုဟိုဘလိုဟောမလဲပြန်ပြီးငါလက်တုံးပြန်မယ်ဆိုစိတ်မျိုးလည်းမရှိဘူးဒီကကိုအကောင်းဆုံးနေပဲပေါ်ဆောင်ခြင်းနဲ့ဘာလို့ဆိုတော့အခုဆိုရင်ဒီနေ့နဲ့နောက်ပြန်မတီမတီမြဲတော့တဲ့လောကကြီးမှာပေါ့နော်ဟိုကိုဘလိုနေရမလဲနောက်နေ့အတွက်ဘလိုလေးနေရမလဲဆိုတော့မှမတည်ကြတဲ့အချိန်မှာအကောင်းဆုံးပဲနေသွားခြင်းတော့လေပျော့ပျော့နေခြင်းနဲ့ခီးတွေသွားခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ပေါ့နော်ပျော့ပျော့လေးနေမယ် ကောင်းဆုံးပဲနေထိုင်သွားဖို့ပဲဆုံးဖြတ်ထားတယ်ကြော်တာစကားလေးလေးဒါပြိဿအပိစနာတွေပြောပြီးပါဦးရှင်။အာအဓိကတော့လေဟိုကိုယ့်ရဲ့ခံယူချက်ပေါ့နော်။အာကိုတိောက်ထဲခံယူချက်ပြောမယ်ဆိုလို့ရှိရင်ဟိုသူကမိမနဲ့လည်းမတူဘူး။မိမလည်းမဟုတ်ဘူး။အဲ့အတွက်ကြောင့်အာကိုရိုက်တဲ့ character ကိုယ့်ရဲ့ character ပါပဲ။ဘသူတူတူတယောက်ကိုမှထိခိုက်လို့စိတ်လည်းမရှိဘူး။ပြီးတော့လည်းဟို ကိုယ်ကိုမြင်တယ်ဆိုမိမချတဲ့ကိုမြင်တယ်လို့မျိုးပဲမြင်စီခြင်းနဲ့ကိုကမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်ဘူးမိမအစ်စ်လည်းမဟုတ်ဖြစ်တဲ့အတွက်ကြောင့်ဟို character အစ်စ်စ်ကလေးဆိုလှုပ်ခြင်းတယ်ပေါ့နော်ပြီးတော့ဒီနိုင်ငံမှာလည်းအားလုံးသိရတဲ့အတိုင်းပဲဟိုရွေးချယ်ပိုင်ခွင့်မရှိဘူးပေါ့နော်ကိုရှိလာတဲ့ဇက်ဆိုရင်ရိုက်ချင်ရိုက်လိုက်ရပါပေါ့နော်အဲ့ဆိုအဓိကတော့သူကသူဟိုလှုပ်လိုက်တဲ့အလုပ်မှာ ထိကြိုက်သွားတယ်နစ်နာသွားတယ်ဆိုရင်တော့လည်းတောင်းပန်ပါတယ်ကိုလည်းအကောင်းဆုံးပေါ့နော်ဟိုအသစ်ဆန်လေးတွေဖြစ်ချင်လို့ရိုက်မိတယ်ရိုက်ဖြစ်တယ်ဒါပေမဲ့ချစ်တဲ့သူတွေကလည်းချစ်တာပဲအားပေးကြတာပဲဟိုဆိုတော့လည်းဟိုကျေးဇူးတင်ပါတယ်အားမပေးတဲ့သူကိုလည်းအပြစ်ပြောလို့မရဘူးလေဒါသူ့ရဲ့ right ပေါ့เนาะသူ့ရဲ့ရွေးချယ်ပိုင်ခွင့်သူ့ရဲ့ rights ဖြစ်တဲ့အတွက်ဒါမကြိုက်မကြိုက်ခွင့်ရှိသလိုကြိုက်တဲ့သူတွေအတွက်လည်းအလုပ်လုပ်ခွင့်ရှိပါတယ်အဲ့တော့ကြောင့်အပိသူအမပိသူရောကျေးဇူးတင်တယ်ဟာဒါရဲ့ဟာမစိတ်တော်လာမှာလေဟာ တွင်းရမယ် LGBT တိုင်းဝိုင်းဆက်ပြီးလာတယ်။အဲ့ဒီကတမချက်ရှိပြီးသားဆို။အဲ့ဒါဆိုရင်ဒီ yay create တခုပဲမဟုတ်ပေါ့နော်။တကယ်ဒုက္ခရောက်နေတဲ့လူတွေကိုယ့်ရဲ့ကိုကိုရီအတိုင်းဝိုင်းရဲ့လူတွေပညာခေါ်တင်ပေးလိုက်လေမေတ္တာနဲ့ပညာခေါ်တင်ပေးလိုက်ထမင်းမစားရတဲ့ကလေးတွေပညာခေါ်တင်ပေးလိုက်လေအများကြီးလုပ်လို့ရပါတယ်ဒီအောင်ထိုင်ဝေဖန်နေစရာမလို့ဝေဖန်တော့လေဝေဖန်မှာဒီအောင်ဝေဖန်တယ်လို့မျိုးတစ်ဖြစ်လုပ်ငန်းစဉ်တွေအကုန်လုံးကိုလည်းဆက်ရန်ပေးပါ တာဝန်ယူပေးကြပါဘာလို့လဲဆိုတော့ဒါကြီးတစ်ခုတည်းအပြစ်မှမဟုတ်တာเนาะကိုအပြစ်လုပ်နေရင်လည်းဝန်ခံပါတယ်အမှားဝါးဆိုဝန်ခံတယ်အရန်ပြောနေကြတဲ့လူတွေဟိုကိုအတိုင်းဝိုင်းအတွက်ကောင်းတာလေးလုပ်ပေးပါအခုငွေမှာအိမ်နေပြိုဝါးကြတယ်ပါဝါးကြတယ်မိတ်ကပောက်တွေမရှိတော့လူပါလူပေးပါမေကပ်ပေါက်တွေမေကပ်ပစ္စည်းအစ်စ်တွေလှူပေးကြပါသပင်းပစ္စည်းတွေလှူပေးကြပါကိုလောကယူအလှဆင်ကြပါအဲ့ဒါပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့ ကိုအကောင်းဆုံးလုပ်ဖို့ပဲလိုပါတယ်သူများကိုဝေဖန်ဖို့ထက်လေဝေဖန်တာတဲ့ကုညီရပို့ပြီးထိရောက်ပါတယ်အကယ်ပေါ့နော်သူတို့ကိုဝေဖန်နေဆိုတာကလည်းကုလောကလူတွေပဲလေညနေတိတွေပဲမကြရင်နင်နောက်ဒါမျိုးမလုပ်ပါနဲ့တငယ်ချင်းရယ်မလုပ်ပါနဲ့သူ့သူရယ်ပြောလို့ရပါတယ်ဖုံးဆက်ပြောလို့လည်းရတာပဲဟုတ်တယ်မလားအဲဆိုလို့ရှိရင်လေအွန်ဟုတ်ကဲ့မကြီးကိုရှင်သက်သွားမှာပေါ့အဲ့လိုမှမဟုတ်ဘူးတက်ရည်တက်ပြောရဲဆိုလို့ရဲဆိုတာ အတ္တမြစ်စရိယပေါ့နော်အဲ့ဒါလေးကိုထိမ့်သိမ်းမှဟိုမတိမြဲတော့ရဲ့လောကမှာဘာမှမတိမြဲပါဘူး။ तू ကတော့ဟိုကိုယ့်လောကအတွက်ဒီကိုတက်နိုင်တဲ့ပညာဒါနသင်တန်းလေးတွေဖွင့်သွားမယ်။ခလေးတွေကိုခုဆိုသူ့စီမှာဆိုတော့တပည့်တွေအများကြီးတင်ကြွေးထားရတာပဲ။အလုကအဲ့လောက်မှမရှိတာ။ဒါနဲ့ကိုကူညီညာပဲလေကိုဘွားသူတွေကိုအဲ့လိုကူညီပါအဲ့ဒါပဲပြောချင်တယ်။ပြီးရင်ကိုလောကယိုရာဇေလောက်ပြီးတော့မင်္ဂလာဆောင်လိုင်းတွေမှာဈေးမဖြတ်ပါနဲ့။နောက်ကလေးတနာပါတယ်။ သူတို့သမီးတို့ရဟာဇယ်လိန်ဆိုပြီးတော့ကြိုက်ထီးရိုးယိုဆိုင်တန်းလိုမျိုးပဲလုပ်ထားတာဝင်စားကြည့်ကောင်းရင်လုတ်သွားရဟာဇယ်လိန်ဟောင်းမိတ်ကပ်ကိုပြင်သွားဒါရမဖြက်စည်းပါနဲ့ industry ကိုပြက်စည်းနေပြီလေမင်္ဂလာဆောင်လုပ်ငန်းကြီးရလေခုဆိုဖုံးဆန်းရင်တို့သမီးရရာဆက် free lane ပေးလာအဲဘသူ lane ပေးရလဲဆိုတို့တို့ lane ပေးရဆိုအဲ့ဒါမျိုးမဖြက်စည်းပါနဲ့အကောင်းဆုံးထောက်မပေးပါနောင်လာနောက်သားကလေးတို့ပေါ့နော်အများကြီးတော့မပြောရဘူးအဲကိုမကောင်းရင်တော့လေအကောင်းဆုံးဖျက်အောင်နေထိုင်မှုပဲဆုံးဖြတ်ထားပါတယ်ဟုတ်တို့တနည်းလေးသားသား ဟာအမမန်ကတော့သူကတော့ကြတော့လေအဲ့လိုတိုင်တိုင်ဝိုင်းဝိုင်းနေရကြိုက်တယ်တပည့်တပန်းအများကြီးတဲ့နေရာလည်းကြိုက်တယ်အဲ့လိုမျိုးဆိုအားနဲ့အိမ်မှာတရားမဟုတ်တရားကိုကြက်နေကြတာပေါ့နော်ကြက်ပြီးအပျော်ပေါ့အညာဘက်ဆိုတီဗီကြည့်ကိုကိုရှိမှာပဲတီဗီထိုင်ကြည့်ကြအဲ့လိုမျိုးစားကြတောက်ကြခွီကြအဲ့ဒါကိုကြိုက်တာလေကိုကအဲ့လိုမျိုးဆိုကလေးနေညာဘက်ဆိုဆော့တာကိုကလည်းဆရာသာဖြစ်တာမင်းစိတ်ကကလေးစိတ်ရဲ့အဲ့လိုမျိုးဆို ကိုကလည်းပျော်ပျော်ပဲနေကျွန်တော်သတို့နဲ့ဆိုညာဆိုခွေရဇလန်းနေရိုက်တယ်အဲ့လိုမျိုးရိုက်ထားဇလန်းနေအများကြီးပဲဒါမနေ့ကမှစိတ်ကူးပောက်ပြီးတင်းကျင်စိတ်ရှိတော့နေတာအများကြီးပဲအဲ့လိုမျိုးစုံတွေဟုတ်လူနဲ့ဒီလိုနဲ့အဲ့လိုမျိုးရန်နေဖြစ်တဲ့ဟာမျိုးတွေရှောက်ရိုက်အဲ့လိုမျိုးကိုကဝါသနာပါတာ哦เนาะဟုတ်ဟိုတချို့ကြလည်းမျက်စိနောက်မှာဆိုတော့မရိုက်ချင်မရိုက်ဖြစ်ဘူးပေါ့လေကိုကအဲ့လိုဖန်ဒီလိုင်းကလာတာဆိုဖန်ဒီဗီဒီယိုလေးတော့ပြန်ရိုက်ဖို့တော့စူးစမ်းမယ်ပြီးတော့အော်မင်းညဆိုပြန်အားပေးကြအောင်လဲပြောတာပေါ့လေနော်အဲ့လိုမျိုးလေးဆိုအော်ငါဒါလေးဆိုပျော်လေးပြန်တင်ပေးဦးမယ် ပြောကိုစစ်ချမ်းသာခြင်းနဲ့အဓိကအဲ့လိုကြီးလိုက်တဲ့လူတွေပျော်သွားဆိုဝမ်းသာတယ်ဒီလားအဲ့လိုဆိုမနေ့ကဆိုအဲ့လိုကြက်ပြီး item တွေလောက်ခိုင်းလာဆိုင်မှာအဲ့လိုမျိုးပေါ့လေဟုတ်ကားနယ်ပါကားနယ်မရနော် cinema 33 1 2 3 4 exit ချစ်တဲ့ပြည်သက်ကြီးတွေအကောင်းဆုံးနေလဲစူးစမ်းထားပါတယ်သူလည်းနောက်ပိုင်းပညာဌာနတွေလုပ်ဖို့လဲရှိပါတယ်ကိုဘွားသူတွေအတွက်ပေါ့နော်တကယ်အငရင်းဘေးချောင်းဟိုအသက်မွေးချောင်းအတွက်လိုအပ်တဲ့ကလေးတွေလည်းဖွင့်ဖို့ကိုမိုးရင်းမှာသူစီစဉ်နေပါတယ်ရက်တို့တန်းန်းလေးတွေပေါ့နော်ပြီးရင်ပြန်ပြီးတော့သရိုးသမီးဘွဲပေါ့လောက်ကန်စားတော့ရမှလေကိုနိုင်နေဟာနဲ့ပေါ့နော်ကိုလည်းချမ်းသာတဲ့အထက်မှာမပါဘူးတင်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 းနေနိုင်ထိုင်နေနေပဲပါတဲ့ကိုနိုင်တဲ့ကုသိုလ်လေးတော့ကိုနိုင်တယ်လို့ယူသွားမှာပါဟိုအားလုံးလည်း စောင့်ကြည့်ပေးနေပါအောင်ချက်ပေးကြပါအောင်